မင်္ဂလာပါရှင်အဒီနေ့ကျွန်မပြောချင်တဲ့အကြောင်းအရတော့ပညာရေးအတတ်အာမခံအကြောင်းဖြစ်ပါတယ်ရှင်ကျွန်မတို့တွေကမိတ်ဆွေတွေကိုပညာရေးအတတ်အာမခံလိုအပ်တယ်ပညာရေးအတတ်အာမခံလေးဖြစ်ဖြစ်ထားပါလို့ဘာကြောင့်ပြောနေကြရတာလဲ ကျွန်မတို့ဒီနှစ်တွင်းမှာပေါ့နော်ကျွန်မတို့ပညာရေးနဲ့ပတ်သက်ပြီးတော့အသက်အမကန်ကျောင်းကို အများစု international school တွေအာကိုပိုင်ထက်တန်းကျောင်းတွေအစရှိသဖြင့်တင်တန်းကျောင်းတွေမှာကျွန်မတို့မျှဝေပေးခဲ့ကြပါတယ်အဲ့တော့ကျွန်မတို့တွေကဒီလိုမျိုးမျှဝေပေးမှုပေါ်မှာမိဘတွေကဘာတွေလိုအပ်နေတာလဲမိဘတွေကဘာတွေကိုစိတ်ပူနေရတာလဲမိဘတွေဘာကြောင့်လောက်ကြရတာလဲ ျမတို့ယခုကိမှာဆိုရင်တော့ကျမတို့အများစုက international ပညာရေးစနစ်ကိုသင်ကြားတယ်ပြီးတော့ရင်အချိန်တန်တဲ့ခါကျရင်ကျမတို့ overseas မှာသွားပြီးတော့ကျောင်းနေထားကြတယ်အဲ့လိုကျောင်းနေထားတဲ့အချိန်မှာကုန်ကြားစိတ်တွေကခေမတူတဲ့အခါကျရင်တဖြည်းဖြည်းနဲ့ကုန်ကြားစိတ်တွေကမြင့်မားလာကြတာပေါ့နော်အဲ့တွေ့ပေါ်တော့မိမိကပေါ့နော်အခုတွေကနေစပြီးတော့အာစုဆောင်းတင်တာစုဆောင်းထားတယ်လို့ပဲပညာရေးအတက်အမှားကံကိုလည်းစုဆောင်းတင်ပါတယ် ကျမတို့ကဥပမာအနေနဲ့ဘားကြောင့်ပညာရေးအတက်အမှကံကိုစောစောစီးစီးစူးတင်တာလဲဆိုရင်ကျမတို့တောင်တစ်ခုကိုကျမတို့တက်မယ်ပေါ့နော်ကျမတို့တောင်ကိုတက်တယ်တောင်ကိုတက်တဲ့ချိန်မှာအဲ့ဒီတောင်ကိုရောက်ခါနေလေလူတွေကမောပန်းပြီးတော့ပင်မရလေပဲ ဘာပဲလွယ်ဆိုတော့ကျွန်တော်ဖြည်း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 စတက်ကြတာပေါ့နော်တဖြည်းဖြည်းနဲ့တော့တရင်တရင်တရင်နဲ့တောင်ထိပ်ကိုတော့ရောက်ခါနေပြီဒါပေမဲ့လူတွေကအဲဒီနှလုံးတွေမကောင်းမဲနဲ့ဟိုအချိန်တွေပင်ပန်းပြီးတော့ဖြစ်တာရရင်ရှိတယ်ပေါ့နော်အဲ့ဒါပေမဲ့တောင်ထိပ်ရောက်သွားတဲ့အခါကျရင်လည်းအမောပြေကြတယ်ပေါ့နော်အဲ့ဒီသဘောမျိုးပါပဲကျွန်တော်တို့တောင်ပေါ်ကိုတက်မဲ့အချိန်မှာကျွန်တော်တို့ကတောင်ပေါ်တက်တဲ့အရာမှာအာမခံဆိုတဲ့အရာကိုပြင်ဆင်သွားတင်တယ်ပေါ့နော် ကျမတို့တွေကစူတီပြင်ဆင်မှုဆိုတာကဘယ်ရာမှမဆိုလိုအပ်တာပေါ့နော်ကျမကြီးမကောင်းချက်အချိန်မှာသုံးမဲ့ကျမကြီးအာမခံစိတ်တွေကျမကြီးကောင်းတဲ့အချိန်မှာစူတီပြင်ဆင်ရမယ် အယခုလိုပဲပညာရေးအတွက်သုံးမယ်ဆိုရင်လည်းငေရွယ်စင်တွေကကျူတင်စီမံတင်တယ်ဒါမှလည်းကျမတို့ကဖြည်းဖြည်းမှန်မှန်နဲ့မောဟိုက်စွာနဲ့တောင်ပေါ်မရောက်တော့ဘူးပေါ့နော်အတင်းတွန်းတင်စရာမလိုပဲနဲ့ပြည်ပြည်လေးဖြစ်သွားအောင်ကျမတို့စီမံတင်တယ်ပေါ့နော်ယခုနောက်ပိုင်းမှာပညာရေးအသက်အာမခံကိုလူတွေတော်တော်များများစိတ်ဝင်စားတဲ့အထူးသဖြင့်မိဘတွေပေါ့နော်ကျောင်းတွေမှာလည်းတချို့ထားကြတယ်ဒါပေမဲ့ကျမတို့တွေကဥပမာနေရင်းနဲ့ပေါ့နော် တချို့ကနှစ်တိုပဲလိုချင်ကြတယ်နှစ်ရှည်မလိုချင်ကြဘူးပေါ့နော်အဲ့တော့ကျမတို့ကသိန်းတစ်ထောင်ဆိုတဲ့ပညာရေးစစ်တုံးမယ်ဆိုရင်ကျမတို့ကငွေစုဆောင်းတဲ့ပညာရေးအာမခံကိုဒါတုံးမယ်ဆိုရင်တော့ကျမတို့ကတစ်နှစ်ကို 360ကျားထဲမှာတွင်းရမယ်။တွင်းပြီးတော့6နှစ်ပြည့်တဲ့အခါကျရင်ကျမတို့3000ရမယ်။ဒါပေမဲ့အဲ့ဒီမှာဘာအကျိုးရအောင်မလဲဆိုရင်ကျမတို့စီက product ကိုဝယ်ရဲဆိုရင်3နှစ်ပြည့်တဲ့အခါကျရင်ရှင်တန်ကျိုးခံစားဝေး300ခိုင်နှုန်းထည့်ရမယ်ပေါ့နော်။ဒါဆိုရင်3000ရဲ့300ခိုင်နှုန်း အော်မိဘတွေကစိတ်ပူနေရတဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာကျမတို့ကဒီခုနကပေါ့နော်တောင်တက်တဲ့ပုံစံမျိုးနဲ့ကျမတို့ကခိုင်းနိုင်ပြပေးမယ်လေတကယ်ဘဝမှာလည်းပေါ့နော်ကျမတို့ကကလေးတွေငွေရည်စင်တွေကကလေးတွေအသက်ငယ်စင်တွေကကျွတ်တင်မပြေစင်ထားဘူးဆိုရင်လေတကယ်ကိုပြင်မရမှာပါဖြစ်ပါတယ်ရှင်ဟိုငွေကြေးရဲ့လိုအပ်ချက်ငွေကြေးရဲ့ ဒီလိုပေါ့နော်ငွေကြေးရဲ့ဒီမခိုင်မာမှုတွေကြောင့်ကျမတို့တွေပညာရေးဈေးကလည်းပိုပြီးကြီးလာတယ်ဆိုတာကိုမိဘတို့သိစေချင်ပါတယ်မိဘတွေသတိပြုစေချင်ပါတယ်တချို့ကကြောင်းတက်မဲ့ကြောင်းစိတ်ပေါ့နော်တစ်နှစ်စာ300 200 300 400 500ရှိပြီးမိပေမဲ့အာမခံအတွက်ကတစ်လကို300လား100သိန်းလားစုထားပါလို့ပြောတဲ့ခါကျရင်မလိုအပ်ဘူးလို့ထင်ကြပါတယ်ဒါပေမဲ့ကျမတို့နိုင်ငံတကာမှာဆိုရင်ကျမတို့အာမခံမရှိရင်ဘာမှဆက်လုပ်လို့မရဘူးကြောင်းသွားတက်မဲ့ဆိုရင်လည်းအနည်းဆုံးအဲ့ဒီ မှာရှိတဲ့ကျမရဲ့အာမခံတွေလိုအပ်ပါတယ်။အကြောင်းနဲ့ပတ်သက်တဲ့ personal accident တွေဒီလိုအဆရှိသဖြင့် insurance ပုံစံမျိုးစုံဝေရတာဖြစ်ပါတယ်။မိဘတို့ကယခုအချိန်မှာမိဘတို့ရဲ့မိမိပေတို့ကဟိုအလွတ်လွတ်နိုင်တဲ့အချိန်လည်းဖြစ်သေးတယ်။ကျမကြီးလည်းကောင်းသေးတယ်ဆိုရင်ယခုအချိန်တွေကလည်းကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တက်တောက်တက်တာနဲ့တွားလို့ရတယ်ပေါ့နော်။ဒါကကျမတို့မိဘတိုင်းကတည်ထားတဲ့အရာဖြစ်ပါတယ်။ဟုတ်ပါပြီ။ကိုကပတ်သက်အရန်ရှာနိုင်တဲ့ တေကြတဲ့ကိုကအလုပ်တွေရတယ်ဝင်ငွေတွေအများကြီးရှိတယ်ဒါပေမဲ့လည်းဒီကျမတို့တွေကဘာကြောင့်အာမခံလိုအပ်လာလဲမမျော်လင့်တဲ့အရာ ဆုံးရှုံးမှုဆိုတာအချိန်မရွေးဖြစ်နိုင်ပါတယ်မမျော်လင့်ထားတဲ့အရာတွေကမျော်လင့်နေတဲ့အချိန်တွေမမျော်လင့်တဲ့အချိန်တွေသူတို့တွေမှာမရှိဘဲနဲ့မမျော်လင့်တဲ့အချိန်မှာလည်းဖြစ်တတ်တဲ့သဘောတရားတစ်ခုဖြစ်တာကြောင့်ပေါ့နော်ဒါလေးတွေကိုလှုပ်ထားဖို့အကြံပေးပါတယ်ကိုယ့်ရဲ့ဝင်ငွေရဲ့ဆရာခိုင်နှုန်းကနေစတင်ပြီးတော့ဘဏ္ဍာရေးကို insurance နဲ့စီမံထားတင်ပါတယ်ရှင့် ကလေးတွေကဟိုဝေးစအရွယ်တည်းကသာသူ့အတွက်ပေါ့နော်ပလန်တစ်ခုအနေနဲ့လုပ်ခဲ့မယ်ဆိုရင်မိဘတို့အနေနဲ့ဒီအာမခံအတွက်စိတ်ပူစရာမလိုဘူးပေါ့နော်ဒီကယ်လို့သာမစီမံနားခဲ့ဘူးဆိုရင်ကျမတို့တွေက တောင်နဲ့နဲ့ကိုပေါ့နော်တိုးတော့တိုးတယ်ခီးရတိုးတယ်ဒါပေမဲ့မတ်ဆောက်တဲ့အတွက်ကျမတို့တက်ရတာပင်မန်းတယ်အခီးရတော့ရှည်ရှည်လေးလုပ်ထားတယ်ဒါပေမဲ့လန်းခီးရပြည်တဲ့အခါကျကျမတို့သွားရတာနည်းနည်းတက်တောက်တက်တာရှိတယ်ပေါ့နော်ဒါကြောင့်ကျမပြောချင်တာကျိုတင်စီမံမှာကျိုတင်စီမံကြပါအာကျမတို့ပညာရေးအတွက်ပဲ33အမွေနှစ်အတွက်ပဲ33ကိုယ့်ရဲ့ပင်စင်ကာလအတွက်ပဲ33ဘယ်နေရာမှာပဲ33 ကျမနေတော့ငရေနေတော့ဝင်ဝေကောင်းနေတော့မှာကြိုတင်ပြစေပါရှင်ကျမပညာရေးအာမခံနေဆက်လက်ပြီးတော့လည်းတင်ပြပြပါဦးမရှင်ကျေးဇူးတင်ပါတယ်ကျမဂျက်စီကာစင်မှာမျှဝေပေးရတာစိတ်တူတူပါရှင်